ီလာကုမီလာတို့ဆောင်းပါအဲ့ရခဲကဒီပြည်ပေးတမျှလို့မင်္ဂလာပါဘလူးနိုင်းပြေးဗလာဖေကောပြိုင်ပွဲမှာပထမအနာရဘိုးဆွဲလာတဲ့မြမယူစကိုဘောလုံးတင်းအခုဆိုလို့ရှိရင်ရဟောဦးပြီးဆိုင်ရလေစိတ်ကိုရောက်ချီလာပါပြီ မြန်မာယူစကောအသင်းချန်ပီယံဖြစ်တာနဲ့ပတ်သက်ပြီးလည်းအောက်ကြိုဆိုတဲ့မြန်မာပြည်သက်ကအခုလိုဆိုပါတယ်။တော့အဲမြန်မာရုပ်မြင့်တန်ကြားနေတိုက်ရိုက်ပြတဲ့အချိန်မှာဖလားကြီးကိုကျွန်တော်တို့မြန်မာအသင်းလက်ထဲကိုအပ်တဲ့အချိန်မှာချန်ပီယံမြန်မာလို့ဝေါ်လိုက်တဲ့အချိန်မှာကိုကျွန်တော်တို့စက်သိမ်းမွေးညင်းထလောက်အောင်ကိုတကယ်ကိုရင်ထဲမှာ ကိုယ်ယူဝင်ကြွားစာနဲ့ဝန်တာပီတီဖြစ်မိပါတယ်အခုကလေးတွေပြန်လာတော့မှကိုလာကြိုရတဲ့အတွက်လည်းတကယ်ကိုဂုံယူပါတယ်ဒီလိုမျိုးလဲကျွန်တော်တို့ခဏခဏနှစ်တိုင်းနှစ်တိုင်းကြိုးဆိုခြင်းပါတယ်ကြိုးဆိုနိုင်ဖို့လည်းဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျ2014ခုနှစ်ဘရူနိုင်းဘီယင်ဖလာပိတ်ခေါ်ဘောလုံးပြိုင်ပွဲဘောလုံးပွဲမှာမြန်မာယူစကောဘောလုံးအသင်းက BNN လူငယ်အသင်းကို၄-၃ဂိုးနဲ့နိုင်ပြီးပထမဆုံးအကြိမ်ဖြစ်ချန်ပီယံဆုကိုစုခူးသွားတာပါ ။ဩဂုတ်လ23ရက်နေ့ညကရှင်ပြိုင်တဲ့ဘလူးဘွဲမှာမြမအသင်းအတွက်နိုင်ကိုတွေကိုကျောနံပါတ်23မျိုးကိုထုံးကနှစ်ကိုကျောနံပါတ်8မမောင်ဆိုးကတကိုနဲ့ကျောနံပါတ်9အောင်သူက တကိုးသွင်းယူပါတယ်နှစ်သင်းစလုံးချိန်ညီတဲ့အပြင်အပြန်လန်သွင်းကိုးများတဲ့အတွက်အကျိတ်နဲ့နဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်မြန်မာလူငယ်အသင်းဟာဘရူနိုင်းပြိုင်ပွဲမှာ2005ခုနှစ်နဲ့2008ခုနှစ်မှာဒုတိယရခဲ့ပြီး2002ခုနှစ်နဲ့2012ခုနှစ်မှာပူရတက်တဲ့နေရာကိုရရှိခဲ့ပါတယ်မြန်မာယူစကိုးအသင်းဟာလာမယ့်စက်တင်ဘာလဗီယက်နမ်နိုင်ငံမှာပြုလုပ်မယ့်အာဆီယံချန်ပီယံရှစ်ယူစကိုးပြိုင်ပွဲနဲ့အော်တိုဘာလမြန်မာကအင်ရှင်လုပ်မယ့်အာရှချန်ပီယံရှစ်ယူစကိုးပြိုင်ပွဲတွေကိုဆက်တိုက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ကျွန်တော်အောင်ကြီးပါ